က်ခတ်တတော်အေအေရဲ့တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့အထိုင်အမန်အဖြစ်မွတ်စလင်အပါအဝင် လူမျိုးပေါင်းစုံချစ်ကြည်ဖူးဆဲဘောလုံးပြိုင်ပွဲကိုရခိုင်ပြည်လွတ်မြောက်တနေရာမှာကျင်းပခဲ့တယ်လို့သိရပါဗျာ။ ဲ့ဒီဘောလုံးပြိုင်ပွဲကိုနိုဝင်ဘာ9ရက်နေ့မှာကြာရောက်ခဲ့တဲ့ AA တက်မူချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အထိန်အမတ်အဖြစ်အဲ့ဒီနေ့မှာကျင်းပခဲ့တာလို့ဒေသခံတယောက်ကနေရီစရာကိုပြောပါရတယ်။အဓိကရခိုင်ပြည်ထဲမှာဘယ်လူမျိုးဘယ်ဘာသာမဆိုစီလုံးညီညွတ်ချစ်ချစ်ခင်ခင်နေကြတာကိုပြတဲ့သဘောအပြင်ဗိုလ်ချုပ်ကိုရခိုင်ပြည်ထဲမှာနေတဲ့လူတိုင်းချစ်ခင်လေးစားမှုနဲ့ပွဲလောက်တာဖြစ်တယ်လို့သူကပြောပါရတယ်။အဲ့ဒီဘောလုံးပြိုင်ပွဲကို ရက်ကွက်ပေါင်းစုံဝင်ရောက်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီးပြည်သူတွေပျော်ရွှင်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အေအေတက်မှုချုပ်ဖို့ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အထင်အမှန်အဖြစ်ပြစ်ဒဏ်ကြခံနေရတဲ့မျိုးခမီမွတ်စလင်နဲ့ရခိုင်စုစုပေါင်း၁၆ယောက်ကိုလွတ်ငင်ခွင့်ပေးခဲ့ပါတယ်။ဒါအပြင်ပြစ်ဒဏ်ကြခံနေရတဲ့မွတ်စလင်စုစုပေါင်း၈၂ယောက်ကိုလည်းအေအေကလွတ်ငင်ခွင့်ပေးခဲ့ပါတယ်ရှင်။